လွန်ခဲ့တဲ့ရက်ကကျွန်တော်ရဲ့ကြပြဖတ်ခဲ့တယ်ကြပြပိုက်စေပိုက်ပေါ့နော်ဒီနေ့စက်တက်ကစပြီးတော့ပြန်ဖတ်ပြပါရစေအလွန်အလွန်ကြီးထတ်တော်လဲမြက်ပြီပေါ့ဗျာဒိယအလွန်နေကဂါထာတောင်ရွရတယ်ဒီပင်္ဂရာအရှင်ခြေတော်ရင်းမှာအကြည့်တစ်ချက်နဲ့ ်ညှိရှက်ခဲ့တဲ့ပါရမီလန်းလေးငါဝက်ကြမှာကြာညူနန့်တောင်တင်းလာတယ်တင်းနိုးလေဒီသစ္စာပါပဲမတည်ခင်ရေးထားခဲ့မဲ့ကြပြမှာဇာတိပိဒုက္ခဟာဇာတိပိဒုက္ခဟာကောင်းမလေးတယောက်ရဲ့နာမည်မဟုတ်ပေဘူးစနစ်စိတ်စိတ်ချင်းဓာသွေးပြီး အာဂါတသဘုံထကြင်ငါတန်တရားဒဇိမြစ်တဇက်မြစ်ထဝင်လာမိပြီဆိုပါစို့ငါရည်ချမ်းစဉ်လေးမှာ အပြုံးအေးအေးတစ်ခွက်မှုတ်ချလိုက်ယံမိတ်ခွဲနေရင်တန်တရားလုံးလွဲကြဦးမယ်တရားကလည်းအညိုးဟောင်းနေတော့အချိုးမပြောင်းနိုင်ဘူးတော့စတော့ကံတော်တထောင်ဝိုရီတထောင်ဖျားဖူးကြိုက် အရှင်မြတ်တို့ရဲ့ဂုဏ်တော်ရီလွန်ပြစည်းလို့စိတ်ထဲကပန်းပွင့်တထောင်နဲ့အလွန်းတထောင်ဒိဋ္ဌံဝင်ခဲ့တယ်။မိယာအလွန်းနဲ့လိုက်ခဲ့ကြ။စလီတွေယောတာယောလွမ်းမဟုတ်ရလားတွေတို့မစမ်းလိုက်ပါနဲ့အင်ဝခိရှီယူယဟန်တွေလည်းနှမလက်လျှော့နေလီတော့အထိအတွေးမျိုးလေးတွေစမ်းခဲ့ဘူးပါတယ် 55အလွန်ကတပိတ်ပိုက်ကြွမလာတတ်လို့ကရောဇွန်တွေပေါ်မှာဝိရณะခန္ဓာမဖြစ်ခဲ့ပါဘူးဝိရณะခန္ဓာမဖြစ်ပါဘူးငါကြပြမှာငါဂောဇရကံ ရှိပါလေအလွန်စွန့်တော်ပြုစัจချညည်မကြတော့တဲ့ရွေကွက်လို့လက်မထောင်လိုက်ချင်စိတ်တပေါက်ကြည်သွားတယ်ဘယ်ဖျားပွင့်ပွင့် နေမပါပဲဘာစုမှမတောင်းဘူးဆိုတဲ့ယောဂါကဗဒ္ဒကဘာတိရင့်လာတယ်ဘသူကမှမချင်ရွယ်လိုက်ပေမဲ့မှန်တဲ့သူတွေခင်ဗျာလဲတရားမရှိလို့မိုးရရှာပါဘူးတရားရှာနေမှာပဲတွစ်တွေ့နေရောတဲ့တပ်ပိတ္တမှာနတ္တာဟဲ့ဖိုက်အောင်သက်ခွန်ညနေဆောင်းတာနဲ့လွမ်းဆောင်းကကြွလာရောကောင်းရောင်းကောင်းွယ်လွမ်းနေကြည့်ပါပဲ မကြည်ညိုလို့မတရာလဲမြန်မာစာပေအတွက်အလွမ်းဗိဒံပုံဝင်နေငါထွင်ခဲ့အောင်မယ်ဆက်ရှိအလွမ်းစိတ်တုပ်ဘက်ကိုတရားကိုကောက်ပြပါချောက်မှတ်အလွမ်းပဋိစ္စသမုပ္ပတ်လည်းနေသူများအတွက်လေးမှတ်ပြထားပြပါပြီညနေ၄နာရီထိုးတော့မယ်အဖြေလွာတိမ့်တော့ခိုက်ချွေးတပြိုက်ကြည်အလွမ်းပစ္စည်းနာပစ္စည်းရော ဖျားမဟောခဲ့ကြည်တကားစကူမုရိဒာပြမစုံနဲ့ကတိညူတာမင်္ဂလာဆိုတာလွန်းရဲ့ပရိယေပါအမီ20ငါစိတ်တိရပင်ကောင်းတာနဲ့အလွန်တသောကနားတော့တာစကြဝဠာအနှံ့ကမကျွမလွတ်သေးတဲ့နှလုံးသားတွေကိုအမြဝေလိုက်ပါတယ်အလွန်အနုမောဒနာ ေါ်ဆူကြပါကုန်။27ရန်တဘာရဲ့လွန်ကကူရီစစ်ဖို့လူတဲ့မိတ်ဆွေချို့ကသတိပေးလာတယ်။ဆရာအရှင်တို့ကဆုံးမတယ်။အမေကတော့ကိုရောလွန်ပဲလွန်နိုင်တယ်။22အလွန်ပောင်ချိန်စလီ ရှာပေးကြပါ။အလွန်ကျမကြီးအချင်းလေးတည်ကျင်တယ်။အလွန်မှာတမားတော်ရှိသလား။ တားမှမရတာမစင်မချင်းအလွမ်းနေစားမိရောအလွမ်းဝိတ်တီတက်လာတယ်23တန်တရာကိုမျက်နာမူပြီးအလွမ်းရိတ်ကိုတိုင်းမနေပါနဲ့တော့ထားခဲ့သူတွေထက်ထားခဲ့ရသူတွေအတွက်လွမ်းရတာကစိတ်တောင်ကျွတ်ချင်ခြင်းစိတ်တောင်ကျွတ်ချင်ခြင်းတကယ်မချစ်ဖဲနဲ့တော့ တမှုရိယတစ္ဆာကိုရိုးမယ်မဖွဲ့ကြပါနဲ့ဒုက္ခတစ္ဆာလေးမွေးလာမှအချစ်ကနမယ်ပြည့်ရတယ်24လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုစာဘဝဇဝင်ကန်းစီကစပလွေကိုစပလွေလမ်းကိုထန်းလေကဒင်းယူတွေကိုကြော်ခွဆန်းပြီးကြီးတဲ့ကြီးလက်ဘူရာယုံလမ်းလေးစီ မှန်မှန်သွားနေတဲ့ငါခြေလန်းကျင်းကျင်းလေးတွေလွန်းနေခြေတလန်းချလိုက်တိုင်းအိမ်မက်တသန်းမီးထထပွင့်ရဲ့25စိတ်ကိုချမအလွန်ဟာဓမြမန်းပြီးတော့လေအလုံးကျေးဇူးတင်ပါတယ်ဒီနေ့ပိုက်ရင်25အထိထပ်ပေးလိုက်ပါတယ်ခုဒီကြပြာဒီဖတ်ပြီးတော့ကျွန်တော်ပြန်ပြီးအဲပြုံးမိတာပေါ့ရမ်းဘော အသုံးနှုံးနေရာစပြီးတော့သာသနာတော်ဆိုင်ရာပိဋကတ်ဒီသနာနဲ့နှွဲနေတဲ့စကလုံးတွေနော်အများကြီးပါတာပေါ့အခုတော့ကြပြရရေးရင်တိချာကူးဆက်ပြီးတော့ရေးပါတယ်ဒါရီလည်းပဲတကယ်ကူးဆက်ပြီးတော့ရေးခဲ့တာကိုယ့်ရဲ့အနေထားကသာသနာဝန်ထမ်းဖြစ်နေတဲ့အတွက်ကြောင့်မို့သာသနာဝန်ထမ်း ူဖွင့်နိုင်တဲ့တပြားနယ်လမိတ်တည်းကြော်လို့မရတာပေါ့နော်အဲ့အတွက်ကျွန်တော်အတုံးလုံးနေကူးဆက်ရတာရှိတယ်ဒါတော့မှနည်းနည်းတပြားဆရာရဲ့ဝိညာဉ်လို့ပြောမှာပေါ့နော်စိတ်ကိုဝိရဏကိုတားလို့မရတဲ့အတွက်နော်တပြားဆရာကထိလို့မရတဲ့စကားလုံးနေဘလို့လို့ ထွက်သွားတာမျိုးအဲ့လိုမျိုးမထင်းတော့ပါဘူးကဲဒီနေ့တော့ဒီလောက်ပါပဲအချိန်ပြီးပြီးတော့နောက်ထပ်ပြီးကြတာကျေးဇူးအများကြီးတင်ပါတယ်ဒီကဗျာလေးကို YouTube မှာလည်းပြန်တင်ပြပါမယ်